မဲ့မင်္ဂလာပါခိရိစာဆံမပြန်လဲကြိုဆိုပါတယ် AI ကို သုံးပြီးတော့အခုလိုမျိုးအလုပ်တွေအများများပြီး information တွေအများများတဲ့ခေတ်ကြီးမှာ AI ကိုအသုံးချပြီးတော့ကိုက အချိန်တိုအတွင်းမှာကိုယ့်အလုပ်တွေကိုပြီးအောင် လုပ်နိုင်မယ်ကိုတင်ကြရမယ်စာတွေကို presentation လုပ်ရမယ်စာတွေလုပ်ငန်းဝင်အကြောင်းအရာတွေကို present လုပ်ဖို့ powerpoint ကိုအချိန်တိုအတွင်းမှာလုပ်ချင်တယ်ဆိုလို့ရှိရင်တော့ဒီဗီဒီယိုလေးကိုစုံတီအောင်ကြည့်လိုက်ပါအဲ့တော့ review လေးကိုမစခင်ပါဆိုလို့ရှိရင်ကျွန်တော် presentation powerpoint တစ်ခုကိုဖွင့်ပြပါမယ် အဲ့တော့ဒီပါဝါပွင့်လေးရဆိုရင်ဒါ AI အကြောင်းဆိုတာလေးကိုဉာဏ်ရည်တူနည်းပညာအကြောင်းမြန်မာလိုအခြေခံအကြောင်းမြန်မာလိုလေးလောက်ထားတဲ့ပါဝါပွင့် slide လေးပဲဖြစ်ပါတယ်ဒီပါဝါပွင့်ထဲမှာဆိုရင် AI ဆိုတာဘာလဲဆိုတာကိုမြန်မာလိုသေချာရှင်းပြပေးထားတယ်ပြီးရင် AI မျိုးစားတွေအကြောင်းเนาะ AI မျိုးစားတွေဘယ်လိုမျိုးရှိလဲဆိုတာကိုမြန်မာလိုရှင်းပြထားတယ်ပုံလေးတွေနဲ့ပါပါတယ်ပေါ့เนาะနောက်နေ့စဉ်ဘဝမှာနေ့စဉ်ဘဝ AI ကိုဘယ်လိုဘယ်လိုအသုံးချရမလဲဆိုတာကို သိနိုင်မှာဖြစ်ပါတယ်ဒီ marketing တွေဘာသာပြန်တာတွေအဲတော့ smart appliance တွေပေါ့နော်ဒါတွေကို AI ဘယ်လိုသုံးလဲဆိုတဲ့အကြောင်းပေါ့နော်နောက်တစ်ခါဒီ specialized ပေါ့နော်ဒီ training တွေပေါ့နော်ကျွမ်းကျင်ပညာရပ်တွေမှာ AI ကိုဘယ်လိုသုံးယူသလဲပေါ့နော်ဥပမာဆိုရင်ကျန်းမာရေးတွေအဲ robotic ဤပညာတွေတည်ယူဖို့ဆောင်ရည်တွေ production တွေပတ်သက်တာတွေမှာဘယ်လို AI ကိုသုံးမလဲပေါ့နော်နောက်တစ်ခါ AI ဤပညာရဲ့လွှမ်းမိုးမှုနဲ့အနာဂတ်ပေါ့နော်အဲဒီမှာအလုံးကိုင်ခွင့်လန်းတွေ ိုပြီးတော့အလုပ်ညီညီဆန်းဆန်းလုပ်နိုင်လာတာဒီ AI ကနေရာယူလိုက်တဲ့အတွက် job replacement ဖြစ်လာတဲ့အတွက်အလုပ်လက်မဲ့ဖြစ်လာတာဒီ AI နဲ့ပတ်သက်ပြီးတော့ဒီ internet security နဲ့ပတ်သက်တဲ့ဟာတွေပေါ့နော်နောက်တစ်ခါ AI နဲ့အနာဂတ်ဖွံ့ဖြိုးမှုတွေလူနဲ့ AI ပူးပေါင်းပြီးဘယ်လိုလုပ်နိုင်မလဲဆိုတဲ့အကြောင်းတွေပေါ့ဒါလေးကို PowerPoint လုပ်ထားတာဖြစ်ပါတယ်အဲ့တော့ဒီ PowerPoint လေးကိုနော် AI ကိုသုံးပြီးတော့ဒါ3မိနစ်လောက်ပဲအချိန်ယူပြီးတော့လုပ်ထားတာဖြစ်ပါတယ်ဒီပုံလေးစာရေးတစ်ခုလုံးကိုကျွန်တော်ဘာမှမဟုတ် မလုပ်ရပါဘူး AI ကိုပဲကျွန်တော် AI အကြောင်းအခြေခံလေးရေးပေးပါဆိုပြီးခေါင်းစဉ်လေးပဲပေးလိုက်တာဖြစ်ပါတယ်အဲ့တော့တကယ်တော့ PowerPoint slide တခုလုပ်မယ်ဆိုလို့ရှိရင် PowerPoint လုံးဝမဲ့ slide အရေးအတွက်နဲ့ဒီ PowerPoint ထဲမှာထည့်ရမယ်ပုံတွေစာတွေပေါ့နော်တေချာပြည့်ပြည့်စုံစုံထည့်မယ်ဆိုရင်အရန်ကျွမ်းကျင်တဲ့လူဆိုရင်တော့မှအနည်းဆုံးအဲ နော်လောက်ရမယ့်အကြောင်းအရာတွေချုပ်တင်ရှိပြီးသားပုံတွေချုပ်တင်ရှိပြီးသားဆိုရင်တော့မှနေ့စုံနိုင်ဝက်တနိုင်လောက်ကြာနိုင်ပါတယ်အဲစပြီးတော့စဉ်းစားတာနေစပြီးတော့ resource တက်စီစုတာနေစပြီးတော့ပြီးတဲ့အထိဆိုလို့ရှိရင်တော့တကယ်တကယ်ဆိုရင်တော့အဲနှစ်နာရီသုံးနာရီလောက်ထိတောင်ကြာသွားနိုင်ပါတယ်ဒါကို AI နေပေါ်လာတော့ AI tools ကိုသုံးပြီးတော့နော်ချိန်တိုတင်းမှာလုံနိုင်မယ့်နည်းလေးကို ခုပဲပြပေးမှာမို့လို့သုံးတိအောင်ခြေပေးကြပါအဲ့တော့ဒါကိုဘာနဲ့လောက်ထားလဲဆိုလို့ရှိရင် အဲဒီနော် ses ai ဆိုတဲ့ ai tool လေးနဲ့လောက်ထားဖြစ်ပါတယ်ကိုယ့်ရဲ့ internet browser မှာအ Google Chrome မှာဖြစ်ဖြစ် z.ai ထားလိုက်ပါဆိုရှင်မှာလည်း link လေးထည့်ပေးထားပါကွန်ပျူတာနဲ့လည်းလုပ်လို့ရပါမယ်လူတိုင်းလွယ်တကူလုပ်လို့ရအောင်လို့ဖုန်းနဲ့ပဲလုပ်ပြထားတာပါခုနက power point လေးရတဲ့ဒါဖုန်းနဲ့ပဲအစားဆုံးလုပ်ထားတာဖြစ်ပါတယ်အဲ့တော့ ကွန်ပျူတာနဲ့ဆိုရင်တော့ပို့ပြီးတော့လုပ်နိုင်မှာဖြစ်ပါတယ်မြန်မာလိုလည်းကောင်းကောင်းလုပ်လို့ရပါတယ်အင်္ဂလိပ်လိုဆိုရင်တော့ပြောမနေနဲ့နော်သူလိုဘာသာစကားတော်တော်များများလုပ်နိုင်ပါတယ်အခုတော့ကျွန်တော်ကမြန်မာလိုပဲလုပ်လို့ရအောင်လို့အဲလုပ်နိုင်တဲ့ဟာတွေကိုလုပ်ကြမှာဖြစ်ပါတယ်အင်္ဂလိပ်လိုလည်းပို့ပြီးတော့ဆက်ပြီးတော့လုပ်ကြည့်ကြပါအဆင်ပြေတယ်ဆိုရင်လည်း comment မှာပြောပြကြပါအဲ့တော့ဒီမှာ ဝင်ပြီးတော့ရင်ဆိုလို့ရှိရင်ကိုယ့်ရဲ့ Gmail နဲ့အကောင့်ဖွင့်ရပါမယ်။အဲကိုယ့်ရဲ့ Gmail နဲ့အကောင့်ဖွင့်ပြီးတော့ရင်ဒီလိုအနေအထားလေးပေါ်လာမှာဖြစ်ပါတယ်။ကျွန်တော်ကဒီမှာအကုန်လုံးမြင်အောင်လို့ဖုန်းကို landscape mode လေးပြောင်းပြီးတော့ desktop mode လေးဒါ desktop site လေးနဲ့ desktop mode လေးပြောင်းထားတာဖြစ်ပါတယ်။အဲဒီတိုင်းလည်း ပုံမှန်ဖုန်းကြည့်တဲ့ပုံစံတိုင်းလေးလုပ်လို့ရပါတယ်။ဒါဗီဒီယိုထဲမှာရှင်းရင်းလေးမြင်အောင်လို့ဖုန်းကို landscape mode လေးနဲ့လုပ်ပြထားတာဖြစ်ပါတယ်။အဲဒီ Z.AI ဆိုတာကတော့ဒီ ChatGPT တို့ Gemini တို့ဒီ DeepSeek တို့လိုပဲ AI chatbot တစ်ခုဖြစ်တဲ့တရုတ်နိုင်ငံက AI chatbot တစ်ခုဖြစ်ပြီးတော့ GLM 4.5 model ကိုသုံးထားတယ်သူတို့ပြောတာကိုဖတ်ကြည့်တာလေ့လာကြည့်ရတာတော့ GPT 4နဲ့အဲဒီသူ့ရဲ့စွဲရခြင်းတူတယ်လို့ပြောပါတယ်အဲ့တော့ဘာကြီးလုပ်လို့ရလဲဆိုရင်အကောင့်ဖွင့်ပြီးတိုင်းလိုနေထားလေးတွေ့ရမှာပေါ့နော်ဒီ model ကတော့ဒီမှာ model ရွေးတဲ့ဟာကတော့ဒီမှာ GLM 4.5ကိုရွေးထားတယ်နောက်ထပ် model လေးရှိသေးတယ် GLM 4.5 Air လို့ပါသူတက်နေတာရှိသေးတယ်အဲဒီအာသာချင်းကတော့ free နဲ့အတိုင်းတာတစ်ခုထိတုံးလို့ရတယ်အရန်ကိုတုံးတာများတဲ့လူတွေအတွက်တော့သူက PSU ကိုစနစ်နဲ့ကိုတုံးတဲ့ပုံမူတည်ပြီးတော့မှပတ်စံပေးပြီးတုံးလို့ရတယ်နော် API key တွေလည်း free developer တွေအတွက် free တုံးလို့ရတယ်ပမာလုပ်ငန်းငယ်လေးတွေတော်တော်လေးတုံးလို့ရတယ်အဲသူလုံနိုင်တဲ့ဟာတွေကတော့ဒီမှာ AI ချက်ပေါ်လို့ပဲမေးလို့ရတယ် ChatGPT တို့လို့ပဲ AI slide full stack developer magic design ပုံတွေထုတ်လို့ရတယ်ဒီ research code တွေရေးလို့ရတယ်ဘောနော်အခုဒီ video မှာတော့အဲဒီ AI slide တစ်ခုလေးကိုပဲပြပြသွားမှာဖြစ်ပါတယ် AI slide ဆိုတာလေးကိုနှိပ်လိုက်ပါဒီလိုလေး active ဖြစ်သွားပြီဆိုရင်လွယ်လွယ်လေးပါပဲကိုရေးချင်တဲ့စာလေးကိုကိုလုတ်ချင်တဲ့ powerpoint လေးကိုဒီနားလေးမှာထည့်ပြီးရေးလိုက်အောင်ပါပဲခေါင်းစဉ်လေးကိုတိတိကျကျပြည့်ပြည့်စုံစုံရေးရုံနဲ့ powerpoint ကိုဖန်တီးပေးမှာဖြစ်ပါတယ် ဒါပေမဲ့ကျွန်တော်ဒီမှာခုနကဒါလောက်ခိုင်းမဲ့ PowerPoint လေးပေါ့နော်အဲဒီ AI ကိုစာသင်ကြားရေးမှာအသုံးပြုနိုင်မဲ့နည်းလမ်းများအကြောင်းဆိုပြီးတော့အသေးစိတ်ရေးလိုက်တယ်ပေါ့နော်အဲပြီးတော့လို့ရှိရင်ဒီမှာအပေါင်းလက္ခဏာလေးရှိပါတယ်ဒီအပေါင်းလက္ခဏာလေးကတော့ဒါကတော့ကိုကကိုပုံလေးကိုထည့်သုံးနေတယ်ဆိုလို့ကျွန်တော်ဒါအဲ့တော့ file လေးပုံလေးကိုကိုဖုန်းထဲကနေပြီးတော့ upload လုပ်ပြီးတော့မှဒီ file လေးကနေ PowerPoint လုတ်ပေးပါဆိုခိုင်းလို့လည်းရပါတယ်။အခုကတော့အဲ့လိုမဟုတ်ဘူး။ခေါင်းစဉ်တစ်ခုပဲပေးလိုက်မှာ။ ကောင်းတဲ့တစ်ခုပဲပေးလိုက်ပြီးတော့သူကသူသူကအင်တာနက်ကနေပြီးတော့မှဒီကောင်းတဲ့ source တွေကနေပြီးတော့သူကသူရှာမယ်ပုံလေးစာလေးရှာပြီးခုနကကျွန်တော်အစမှပြခဲ့ PowerPoint လိုမျိုးချိန်လိုတင်းမှလုပ်ပေးမှဖြစ်ပါတယ်အဲတော့ကောင်းတဲ့လေးပဲပေးလိုက်မယ်ပြီးရင်ဒီကနေပြီးတော့ပုံမှန် ChatGPT လိုလိုပဲဒီများလေးကိုနှိပ်လိုက်ပြီးတော့ခိုင်းလိုက်မယ်ပေါ့နော်ဒါဆိုရင်သူ run နေပြီပေါ့နော်ဒီမှာသူ run နေပြီအစာလေးရှာနေပြီပေါ့နော်အဲဒါ information တွေသူရှာနေတယ်နော် ရှာနေတယ်ရှာတယ်အကြောင်းကိုတော့သူအင်္ဂလိပ်လိုပဲပြတယ်ပေါ့နော်ဒါရှာလေးခဏဆောင်ရမယ်ခဏဆောင်ပြီးတော့သူကအဲ့ internet web page တွေအကုန်လုံးချိတ်ဆက်ပြီးတော့မှဒီ AI နဲ့ education မှာသင်ကြားရမှာဘယ်လိုလုပ်မလဲဆိုတော့အကြောင်းကိုရှာတယ်ရှာပြီးတော့လို့ရှိရင်ဒီခဏနေကြလို့ရှိရင် powerpoint လေးတစ်ခုကိုရမှာဖြစ်ပါတယ်ရပြီဆိုရင်ကျွန်တော် powerpoint လေးကိုပြပေးပါအဲ့ powerpoint လေးကိုရပြီဆိုလို့ရှိရင်ကျွန်တော်တို့က PowerPoint ကိုပုံနဲ့ကွန်ပျူတာရဲ့ဒီ export ထုတ်လို့ရတယ်ထုတ်ပြီးတော့မှဒီပုံမှာကွန်ပျူတာမှာပြန်ပြီးတော့ ကိုလိုချင်တဲ့ကြောင်းအရာတွေ edit လုပ်တာထည့်တာပြင်တာတွေလုပ်လိုက်လို့ရှိရင်အချိန်တိုအတွင်းမှာအဲကိုယ့်ရဲ့ present လေးတစ်ခုကိုအမြန်ဆုံးလုပ်နိုင်မှာဖြစ်တဲ့ကြောင့်မို့လုပ်ငန်းခွင်မှာတင်ကြားရေးမှာစာလေ့လာရနေရမှာဒီမှာရရှိဖို့ရောက်တာမှာဖြစ်ပါတယ်။ အခုဆိုရင်ဒါအချိန်ပေါ့နော်ဒါခုနကချိန်ကြာပါဆိုပြီးကြော်လိုက်တယ်ဆိုရင်အလုံးစုံမှာဒါ2မိနစ်လောက်ပဲရှိသေးရောနော်သူတော်တော်လေးပြီးနေပြီကုတ်တွေရေးနေတယ်ဒီမှာဆိုရင်ဒါသူ့ရဲ့ base တွေတော်တော်များပြီးနေပြီပေါ့နော်အဲ့ဒါလေးကိုတွေးရလိမ့်မယ်အဲ့တော့တတော်ကိုလွယ်ကူပြီးတော့ကိုသုံးတက်မယ်ပေါ့နော်ဒါမျိုးလုပ်တွေကို AI ကိုခိုင်းလို့ရှင်ကျွန်တော်တို့ကဒီထက်ရေးကြီးတဲ့လုပ်တွေကိုလုပ်ချင်ရခြင်းလုပ်နိုင်စရာဖြင့်ပို့ပြီးတော့လုပ်တွင်လာမှာဖြစ်ပါတယ် အဲ့တော့ခဏလေးဆောင်းလိုက်တာအခုဆိုလို့ရှိရင်ဒါ slide 10ချက်ဒီပြီးသွားပြီပေါ့နော်ဒီမှာနောက်ဆုံးကျေးဇူးတင်ပါသည်ဆိုပြီးတော့ slide 10 by 10ဒီပြီးသွားပြီပေါ့နော်အဲ့တော့ဒီ slide လေးကိုကျွန်တော်ခဏလေးအကြံဉာဏ်လေးဖွင့်ပြပါမယ်အဲ့တော့ အဲဒါကကျွန်တော် slide ဘလောက်လုံးအောင်မယ်ဆိုပြီးတော့သူ့ကိုတက်မှတ်ပေးလိုက်တာမဟုတ်ဘူးဒီတိုင်းပဲ open မယ်ကောင်းစင်ပဲပေးလိုက်တော့သူက slide 10ချက်တိလုတ်ပေးတာကိုတွေ့ရတယ်အဲ slide အချိန်ကြီးအတွက်တွေလည်းတက်မှတ်ပေးလို့ရနိုင်တယ်ဒါတော့ကျွန်တော်စမ်းမကြည့်ရသေးဘူးအားလုံးလုံးကြည့်ပြီးသွားရင် comment မှာအဲဒီပြင်ပြောင်းပြန်ပြီးတော့မျှဝေပေးခဲ့ပါဦး slide အတိအကျတက်မှတ်လို့ရသလားပေါ့နော်အဲပြီးလို့ရှိရင် အဲကိုထည့်ချင်တဲ့ပုံလေး file လေးထည့်လို့ရတော့ခုနပြောပြီးသွားပြီဒါကတော့သူ့ကိုအကုန်လုံးအစားဆုံး internet ကနေရှာခိုင်းပြီးတော့လုတ်ခိုင်းတာပေါ့နော်အမြန်မာလူတော်တော်ကိုကောင်းမှုလုပ်နေတာကိုတွေ့ရတယ်တော်အဆင်ပြေတယ်ကျွန်တော်လူမြန်မာလူစာရဲရမှာဒီ computer မှာမြန်မာလူစာမရိုက်ချင်ဘူးပေါ့နော်တိတ်ပြီးတော့မကျွမ်းချင်လို့မြန်မာလူစာရဲရမှာပြင်းနေပေါ့နော်အင်္ဂလိပ်လိုပဲကောင်းရိုက်နိုင်တော့မြန်မာလူ typing ကိုမရတဲ့အတွက်ကြောင့်မို့လို့မြန်မာနဲ့ပတ်သက်တဲ့ဘာဘာဝင်လုတ်ချင်တယ်ဆိုရင်ဒီအားလေးကိုတုံးလို့ရှိရင်အဲ့လိုလူတွေတော့ပို့ပြီးတော့အဆင်ပြေတယ်ပေါ့နော် အဲနော်တခြားကုမ္ပဏီမှာ presentation တွေပဲလုပ်လို့အဲ marketing တွေပဲလုပ်လို့အဲတော့ကဒီစာတင်တဲ့နော်တင်ကြရေးအဲဆရာဆရာမတွေအတွက်တော့အရင်ကကောင်းပါတယ်ဒီမှာဆိုရင် AI ကိုတတော်ဝစ်လိုက်လေးတွေကကောင်းတာကိုတွေ့ရတယ်နော်အစင်အတိုင်းလေးပဲဘာဒါလေးကိုကိုယ်နည်းနည်းလေးလူသားပို့ပြီးတော့ modify ကိုထည့်တင်တာလေးထည့်လိုက်ရင်ပိုကောင်းတော့မှာပေါ့နော်အဲ့လိုဖတ်လိုက်တာနဲ့ကိုကတော်တော်လေးကိုနားလေတော့မှဒီမှာ visual လေးကောင်းနေပေါ့နော် AI အသုံးချမှုများပါဒါလေးကိုအသေးစိတ်အဲ့တော့ဖတ်ကြည့်လို့ရအောင်လို့ အဲဒီနော် powerpoint လေးကိုအဲဒီ powerpoint လေးကိုကျွန်တော်ရဲ့ဒီနော်အဲဒီဟိုဘက်မှာ share ပေးပါဦးပေါ့နော်ပြန်ပြီးရောပေါ့နော် description မှာလည်းထည့်ပေးထားပါမယ်အဲတော့အဲတော့အကုန်ပြီးသွားပြီဆိုရင်တော့ download လုပ်မယ်ဆိုလို့ကျွန်တော်ဒီအပေါ်မှာရှိတယ် share ဆိုတာလေးကိုနှိပ်လို့ရပါတယ်ဒီဘက်က powerpoint ကိုကြည့်ချင်တယ်ဆိုတာလေးနဲ့ကြည့်လို့ရတယ်အစားဆုံး slide show ပေါ့နော်အဲတော့ကျွန်တော် share ဆိုတာလေးကိုနှိပ်လိုက်မယ်နှိပ်ပြီးသွားလို့ရှိရင်ဒီမှာနော်အဲ link ကိုလည်းသူများကိုကြည့်ခိုင်းလို့ရတယ်အဲတော့ link လေးကိုကျွန်တော်အဲဒီ description မှာထည့်ပေးထားပါမယ်အဲ့တော့ PDF နေနဲ့လည်းဒီ power fan ယူထုတ်လို့ရတယ် export ထုတ်လို့ရတယ် PDF file နေနဲ့လည်း export ထုတ်လို့ရတယ် PPTH ပေါ့နော် PowerPoint format နဲ့လည်းထုတ်လို့ရတယ် PowerPoint နေနဲ့ပြန်ပြီးပြင်ကျင်တဲ့လူတွေအနေနဲ့ကတော့ PowerPoint format နဲ့ထုတ်ပြီးတော့ကိုယ့်ရဲ့ computer ထဲမှာ PowerPoint ကိုကိုလိုချင်တာတွေထပ်ထည့်မယ်ဆိုရင် slide တွေထပ်ထည့်တာတွေပုံတွေထပ်ထည့်တာတွေစာတွေနည်းလေးအတူရှော့လုပ်တာတွေလုပ်လို့ရပါတယ်အဲ့တော့ export PPT ဆိုပြီးနှိပ်လိုက်ရင်ဒီမှာချိန်တိုတင်းမှာကိုယ့်ရဲ့ဖုန်းထဲကိုရောက်သွားမှာဖြစ်ပါတယ်ဒါကတော့ PowerPoint ကို upload ဟိုသူက sorry export ထုတ်ပြီးတော့လုပ်တဲ့နေလေးပါရဲဟိုကောင်းပါတယ်အဲ့တော့ဒီမှာဒါလေးကတော့ကောင်းပါတယ်အဲ့တော့ဒါလေးကို လုပ်ကြည့်ပြီးတော့ PowerPoint တွေကိုအမြန်ဆုံးလုပ်ပြီးတော့ကိုယ့်ရဲ့လုပ်ငန်းတွေကိုယ့်ရဲ့သင်ကြားရေးတွေကိုယ့်ရဲ့ presentation တွေကိုအချိန်မြန်မြန်နဲ့လုပ်ပြီးတော့လုပ်ငန်းတွေတိုးတက်ကြပါစေလို့အဲဆုတောင်းပေးလိုက်ပါတယ်အားလုံးပဲဆုံးဖြတ်အောင်ကြည့်ပေးရတဲ့ကျေးဇူးတင်ပါတယ်နောက်ထပ်အခုလိုမျိုးဤပညာတွေကိုမျှော်ပြီးမှမလို့ channel လေးကို subscribe လုပ်ပြီးတော့ဆုံးဖြတ်အမြဲတမ်းဝင်ရောက်ကြည့်ရှုပြုအတွက်ဖိတ်ခေါ်ပါတယ်အချိန်ရလို့ရှိရင်လည်း VPN လေးခံပြီးတော့ကြည့်ပေးစေလိုပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်